ကဲမင်္ဂလာပါကျွန်တော်ရဲ့ North Tiger Channel နဲ့ဖက်ပြန်နေပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ကိုနေ့ရက်တိုင်းမှာအားရကြားလေးအစီအမဲကြည့်ရှုပြီးတူတိုင်းကိုလည်းအထူးပဲကြည့်လို့တင်နေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုစီကိုနာငယ် reaction ပဲဖြစ်တယ်အတူတကွကြည့်ရှုနားဆင်ကြရအောင်ဟို sniper suit ဆိုတဲ့မီးရဲ့ပိန်မှဘာပြောထားလဲကြည့်ပါเนาะတို့တော့ပြောထားတဲ့စကားလေးမှာဆိုရင်တို့အနေနဲ့ပေါ့เนาะရုပ်ရှင်ရိုက်ဖို့အတွက်ကို လုံးဝလာပြီးငှားတာမရှိတော့ဆိုပြီးတော့ပြောဆိုထားပါတယ်။ဘာကြောင့်လဲစိတ်မကောင်းเนาะတကယ်စိတ်မကောင်းပါအဲ့ဆိုရင်ねသူပြန်ကြားရတာပေါ့เนาะဥလိမ့်အောင်ပါတဲ့ကရုပ်ရှင်ကားတိုင်းယုံတယ်တဲ့ခါမှာလာမကြည့်လို့ရှင်မင်းတောင်းဝင်ယူမလားဆိုပြီးပြောဆိုခံရတာရှိရဲ့တဲ့ဒါကြောင့်ဘယ်သူမှရုပ်ရှင်ရိုက်ဖို့အတွက်မငှားကြဘူးပေါ့เนาะမှန်တယ်လေဒါပေမဲ့အခုလက်ရှိရုပ်ရှင်ထုတ်လို့ရအားလုံးကိုထုတ်ပြန်ထားတာဘာလို့လဲမင်းအောင်နိုင်သမီးခင်တီးတက်မော်လေ ။ तू မင်းအောင်နိုင်ကိုဘောမထားရိုက်ခိုင်းလေအမ။ဟုတ်တယ်မလား။ရုပ်ရှင်ရိုက်တာဘာလို့ကိုလဲ။ပြည်သူကိုပြစားဖို့ပြည်သူရှိရငွေကောက်ဖို့အဲ့တော့ဒီပြည်သူကိုပြစားဖို့ဖြစ်တဲ့အတွက်ပြည်သူကြည်ကျင်တဲ့သူကိုပဲပြစားလို့ရမှာ။မင်းအောင်နိုင်တမီးကိုတိုင်ဖြစ်နေပြီမဲ့ပါပြည်သူကြည်ကျင်တဲ့သူကို तू ပြစားမှ तू ပတ်စံရမှာ။အဲ့ဒီတော့သူ့အတူ तू သူတို့စစ်ခွေးတွေကိုဘလောက်ပဲဘောမဘောမအဲ့ဒီကောင်ကပြည်သူလက်မခံတဲ့ကောင်ဆိုတော့ပြတ်စားလို့မရဘူးလေပြတ်စားလို့မရတော့ဘူးသူ့ကိုမပြဘူးပေါ့မငှားဘူးပေါ့ရှင်းနေတယ်အဲ့ဒါ တော့ရုပ်ချင်းထုတ်လို့ရေးရဆာအကုန်လုံးကိုတော့လက်ဝဲကြီးအုပ်ထမ်းရတယ်ခင်သီးတက်ပေါ့နောက်ဒီဘောမှာအတိုင်းဝိုင်းမယ်နော်မင်းနဲ့တမီတော့အဲ့ဒီဟာတွေကသူ့ကိုဘာဖြစ်လို့မရကြရှင်းနေတယ်ပြည်သူလက်မခံဘူးလေပြည်သူမကြည့်တဲ့ကောင်တော့ပြရတဲ့အလကားပဲလေပတ်စံမလို့ရမလဲဟုတ်တယ်မလားအရင်ကဆိုတော့မြမတန်တို့များပြီးတော့မှတစ်နှစ်တစ်ချိန်တော့တော့ရှားရပါတယ်မြမတန်ကတော့သူတစ်ချိန်ပဲရှားရတယ်လို့ပြောပါတယ်ရှင့်ပြောရမယ်ဆိုတော့ခုလိုနိုင်ငံအခင်းကျင်းကာလမှာပွဲတွေပါလဲမလိုက်ရဘူး 2023အထိကတော့ပွဲတွေပဲကာရှေ့ရပါတော့အဓိကတိုင်းယုံနေပါတယ်မှာလောက်တဲ့ပွဲတွေဆိုရင်ဥတိုင်းတော်သွားရတယ်အမှုပညာနဲ့ဖြောပေးခွင့်ရတယ်အခုကျတော့ဒီလိုဖြောပေးခွင့်တော်မှာဥတိုင်းတော်မှာမရှိဘူးဆိုပြီးတော့လည်းရှင်းခွင့်ထားတော့ကျမတို့ကြားသိရပါတယ်အဲ့ဒါအကျိုးပေးတာအကျိုးပေးတယ်ဆိုတော့အဲ့ဒါချက်ချင်းလက်ငင်းအကျိုးပေးတာတိလားနောက်ဘဝတော့မကူဘူးချက်ချင်းအကျိုးပေးတာပွဲငါမခံရတဲ့အခါကျတော့တဲ့ကျွန်တော်ကတော့စားဖို့တောက်ဖို့တော့မကူရပါဘူးတဲ့ဒါပေမဲ့ကျွန်တော်နဲ့ဆက်ဆက်နေတဲ့လူရှင်တော်ကြီးတွေအတွက်ကြတော့ ဥဒိန်တော်မငှားတဲ့ခါမှာဥဒိန်တော်နဲ့ဆက်ဆက်ပြီးလှုပ်လှုပ်တဲ့လူရှင်တော်တွေလည်းလုံမရကြဘူးပေါ့ရှင်။ဒါကြောင့်ဒီလိုမျိုးခက်ခဲမှုတွေရှိရဲဆိုတော့ရင်းခွင့်ထားပါတယ်ရှင်။ဥဒိန်တော်အဲ့လိုပြောတော့ကျွန်မရှင်နေမှာပေါ့နော်စိတ်မကောင်းတော်တော်ဖြစ်ပါတယ်။စိတ်မကောင်းလို့ရှင်နေခေါ်ပြလိုက်လေ။ဟမ်နေငှားလိုက်ပေါ့စိတ်မကောင်းလို့ရှင်နေလိုက်ပြပေါ့ကန်ဒရိုက်ဆွဲပြီးတော့။ဘာလို့စိတ်မကောင်းဖြစ်စရာလိုလဲ။နင်တို့အားပေးတဲ့ဘက်လေ။ဟမ်ဘာအခုမှအတော်မျိုးပေးတဲ့ဒီစကားပြောတာပဲ။နော်ကြော်စိုးလို့ပြောလို့မပြောမှမသိဘူး။ အနေတော့ဘောမအဲ့ lobby ကောင်းနေစုပြီးတော့လိုက်ပြလေဟမ်ဒိန်းတော်ငှားလေးပွဲပြီးလို့ရှိရင်မြန်မာတနိုင်ငံတော့အနှက်လိုက်ပြီးတော့ကန်ထရိုက်ဆိုကြီးလိုက်ပြလေဘာလို့ဒေးတယ်ဟမ်ကန်ထရိုက်လည်းနေတော့အဖားတွေအုပ်ချုပ်ထားတဲ့မြို့တွေအနေပြီးတော့ဟာမျိုးတွေဟမ်ကန်ထရိုက်လည်းနေတော့လော်ရကူမရဘူးလားဘာမှတနာစီတာမလို့ဟာဦးတဲ့ကိုဦးဒိန်းတော်အလုပ်မရှိဘူးလားဟေးကျမတို့ကျွန်တော်တို့လားကန်ထရိုက်ဆိုမှဦးဒိန်းတော်တ냐ဘလောက်ပေးရမလဲပြဟလေးလိုက်ပြီးတော့ဘာစိတ်မကောင်းစရာဖြစ်လို့လဲကိုကြီးကြီးလွန်လွန်လေးစိတ်မကောင်းစရာဗစက်ကနေစိတ်မကောင်းဖြစ်နေတယ် နော်ရှင်းရှင်းလေးပဲနင်တို့ကံတော့ဆွဲလိုက်ပေါ့ရှင်းရှင်းလေးဟာယူမောင်နိုင်ငံကစကားလေးတစ်ခုကိုကျွန်မသွားသတိရမိရယ်ကိုကချင်းကိုချင်းလေးဆိုစကားရှိတယ်ကျွန်မမောင်နိုင်ငံမှာလေအခုဦးတိတ်တောင်အဖြစ်ကဘာနဲ့တူလဲဆိုရင်ကိုကချင်းကိုချင်းမို့မိနေတဲ့သူတွေကြားထဲရောက်နေတဲ့အဖြစ်နဲ့တူနေရဲ့ရှင်ကိုကချင်းကိုကိုချင်းမို့တော့မိနေကြတယ်နိုင်ငံတော်ဘက်ကရက်တီရဲ့တက်မလို့ဂျပန်ကြီးတော့တွေ့တဲ့စကားပုံနဲ့ကောက်ကတ်တာပဲကိုငှချင်းကိုချင်းလေဆိုတာချင်းလို့ရအောင်မလား ဟမ်ကိုငှချင်းကိုချင်းတို့မေ့နေတာမဟုတ်ချင်းလို့မရလို့မချင်ကြတာဗောဒိန်းချောင်တော့ပြလို့လူမမကြည့်တာပြည်သူအဲ့ဒါ BC ဆိုတာအဲ့ဒါပဲဘွိုင်းကော့လောက်တယ်ဆိုတာတဖြည်းဖြည်းနဲ့ယွံသွားတာယွံမဲ့အခုဒီ social media မှာဆိုလိုပဲကိုယွံတဲ့လူဆိုငါတို့ဆိုရင်လေကြော်ဖြစ်တယ်ကိုမနဲ့ဝင်မေးဘူးကြည့်လည်းမကြည့်ဘူးကြော်ပြလိုက်အဲ့ဒါအဲ့ဒါအကောင်းဆုံးအဲ့ခွန်င်းလုံးပြီးပဲတံပြန်ပြီးပဲတိလားအဲ့ဒါဘွိုင်းကော့ဆိုတာအဲ့ဒါ ။လာလာမလာမမကူနဲ့နော်။တတော်လိုင်းမပြီးသေးဘူးနော်။လာမ။ဘာကရက်တည်ရဲ။ဒီလိုလူတွေကကိုငှချင်မဲ့လေ။ချင်ပေးရမယ်မဟုတ်ဘူးလားရှင့်။ချင်ပေးရမယ်တာဝန်ရှိရမဟုတ်ဘူးလား။လွန်ခဲ့တဲ့ကာလတွေကဆိုရင်သတင်းကြော့ကာလတွေပါပဲပေါ့နော်။နေပြီးတော့မှပွဲကြီးရလာကြတယ်မြို့ပြန်ရှင်တွေရှိပါတယ်။လက်သုံးကြောင့်ထောင်းပြီးတော့လူကြီးတွေကိုဆဲဆိုတဲ့သူတွေကပွဲကြီးကြီးရလာကနေကြတော့ဥဒိန်းထောင်မတွေ့ပါဘူး။အဲ့တော့ကျွန်မလက်သုံးကြောင့်ထောင်းပြီးတော့ပြည်သူတွေကိုဆဲဆိုတဲ့လူတွေဆိုတော့လူကြီးတွေကိုဆဲဆိုတဲ့လူတွေဆိုတော့ အဲ့ဒီလူတွေကပြည်သူဘက်ကရက်တီးရတာလေအာမတန်လို့မန်ရှော့ရတာလေပြည်သူတွေကတိတယ်နောက်ဆုံးသူတို့ပြည်သူမစော်ကားဘူးလေသူတို့ပြည်သူမစော်ကားဘူးမစော်ကားတဲ့အတွက်သူတို့ကိုလူကြည့်တယ်လူကြည့်တော့နောက်ဆုံးမင်းအောင်နိုင်တမီးရဆပြန်ပြီးတော့နှားမှာပဲလူကြည့်တာကိုသူတို့လိုတာလေရှင်းရှင်းလေးဟာကြီးလို့အဲ့ဒါအဓိကပြည်သူအဓိကဆိုတာအဲ့ဒါကိုပြောတာနေတော့ကပြည်သူဘုမစောက်ပြူမဆိုင်အဘနဲ့ပိုင်လို့ရှိရင်အားလုံးလီးပဲဆိုတဲ့ဟာမျိုးလုပ်ပြီးတော့အခုညမှမျက်ရင်မချူနဲ့ဟမ် ဟမ်ငါတို့စစ်ကောင်းဆောင်တွေကိုပိုင်အစောက်ခုဆိုင်ဆံမလို့ဘူးလောက်ပါနေပါ နေပါပြည်သူကဆုံးဖြတ်သွားလိုက်ပါတော့စမ်းစားရပါတော့ဥရင်တော်အဲ့လိုမျိုးပွဲရပါမယ်မလိုက်တော့ဘူးလားဆိုပြီးတော့ကျွန်မတွေးမိတော့တွေးမိရဲ့အခုကျွန်မဖြစ်ရမှအောင်သိရတာလက်တော်ရောက်ထောင်တဲ့သူတွေကနိုင်ငံတော်အစ်စ်ပွဲတွေလာပြီးတော့ကနိုင်ပြီးတော့ဥရင်တော်ကြတော့ဘာလို့မကနိုင်တာလဲရှင်ဒါလေးရတယ်ကိုငချင်းကိုချင်းတဲ့နဲ့လို့ကျွန်မပြောပြတာပါကျမတို့ရဲ့လူရှင်တော်ကြီးဦးတိန်ထောင်ကိုတက်မတော်သားမိသားစုရဲ့အားလုံးကချစ်ကြတယ်တက်မတော်သားတွေလည်းချစ်ကြတယ် ဒါပြင်တာမန်ပြည်သူတွေနိုင်ငံရေးအယောင်စင်းမရှိတဲ့ပြည်သူတွေအားလုံးကလည်းချစ်ကြရဲရှင့်ဟောနိုင်ငံရေးအယောင်စင်းမရှိတဲ့ပြည်သူတဲ့နိုင်ငံရေးနဲ့မပတ်သက်တဲ့လူနိုင်ငံတကာနိုင်ငံမှာရှိလားဗျာဟမ်ဒီအုံနောက်တွေနဲ့ဟမ်လူစွာချက်တက်လို့ဘုလို့နော်စဉ်းစားကြည့်နိုင်ငံရေးအယောင်စင်းမရှိဘူးဆိုတော့နိုင်ငံရေးနဲ့မပတ်သက်လူကနိုင်ငံတကာနိုင်ငံမှာရှိလားထိုင်းနိုင်ငံအရင်နဲ့မပတ်သက်တဲ့လူထိုင်းနိုင်ငံသားရှိလားမြန်မာနိုင်ငံအရင်နဲ့မပတ်သက်တဲ့လူမြန်မာနိုင်ငံသားရှိလား ်နိုင်ငံသားပါဆိုမှနိုင်ငံရေးနဲ့ပတ်သက်ကမှာပေါ့ဟမ်သူတို့စိတ်ထဲမှာနိုင်ငံရေးလို့ပြောလိုက်ရင်တို့ကဒီဘက်ဒီမိုကရေစီရေးတာဝယ်သူတို့တည်တယ်။ပြောဥတိုင်းတောင်အခုတက်မတော်ရတာပေါ့နော်။အောင်မြင်မှုတွေရှိနေရမြို့ရွာတွေကိုတက်မတော်အတွက်နယ်လက်ဖြောပြေးရေးအဖွဲ့ပေါင်းဆောင်နေနဲ့လှုပ်ပေးမကောင်းလားချက်။ဥတိုင်းတောင်နဲ့တကွာအရက်သားပေါ့နော်လူရှင်တော်ကြီးတွေကိုအဖွဲ့လေးဖွဲ့ပေးပြီးတော့နယ်လက်ဖြောပြေးလှုပ်ပေးပါလားချက်။ဒီအတွက်ကိုထိုက်တဲ့အခကြေးငွေပေးပါချက်။အာ ဟာတတော်တနာဘောကောင်းတယ်နော်။နယ်လက်ဖြော်ပြီးပွဲတော်အခကြီးငွေငွေပြီးလက်ဖြော်ပြရမယ်အဆင်ဖြစ်သွားပြီပေါ့ဒိတ်တော်မှာ။ဟမ်ကို့ငချင်းကိုချင်လိုက်တာမဟုတ်ဘူး။တိလာအဲ့ဒါကို့ချင်းချင်းဖင်ချလိုက်တာပဲ။ဟမ်ဒိတ်တော်ကိုအဲ့လောက်စေတနာရှိလို့ရှိရင်ကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ဥမာခေါင်းဆောင်မင်းသားကြီးပိုင်ရဲကိုတို့ဟမ်ဟာခေါင်းဆောင်တော့စောက်ချင်မဟုတ်ဘူးခေါင်းဆောင်မင်းသားဟမ်အာအဲ့အဲ့ဒါရှိတယ်လေနင်တို့စုပြီးတော့ကန်ထရိုက်ဆွဲလေနင်တို့အဘတွေရှိမှာအဘနယ်လက်ပြီးတော့ အာဥဒိန်းတော်မှာစစ်တပ်ကိုအမှန်ကန်ထောက်ခံထားတဲ့ဥဒိန်းတော်တို့ရဲ့ပွဲပြခြင်းတို့ပါเนาะအာရန်ကုန်မန္တလေးနေပြည်တော်မော်လမြိုင်စတဲ့ဖြစ်မြို့ကြီးတွေမှာဟမ်လိုက်ပြီးတော့ကန်ထောက်ဆွဲပြီးတွင်းပြလေဘာဘာလို့ဒီလေကန်ထောက်ပေးမဲ့အဖို့အဘလည်းရှိတယ်ဟမ်ဝင်းရံမဲ့ခုနကပြောတလို့အမျိုးဘာသာအဖို့လည်းရှိတယ်ဟာဘာမှမလို့အကုန်ပြည့်စုံနေတာဟမ်ပလင်ရောအခင်ရောယမင်ရော free နဲ့ဟမ်ပြပါလားဘာလို့မပြလဲဟမ် ော်နယ်လက်ဆက်ဆိုင်ရေးဆိုလုပ်နေလို့ရှိရင်ချေကြာသေးတယ်အခုချက်ချင်းကောက်ပြီးပြလို့ရတာပဲဘာဖြစ်လို့မပြတာလဲအဲ့ဒါအဖြေပဲတိလားအဲ့တော့မှတ်ထားနေလို့မြန်မာပြည်ကအမျိုးချစ်ပါတဲ့အမျိုးဘာသာတာတနာတသက်လုံးအော်တာတဲ့လူတွေဒီကာလမှာတော့အကုန်လုံးအလိမ်ပေါ်ပြီနော်စစ်တပ်ကိုအမှန်ကန်ထောက်ခံခဲ့တဲ့ကိုမောင်မောင်ကိုတိုင်းဘာပြောလဲဆိုတော့ကြည်ွားလိုက် နော်တသက်လုံးဒေါ်အောင်ဆန်းစုကြည်ကိုကလာကလာကလာဆိုပြီးတိုက်ခိုက်လာတယ်အာမျိုးချစ်ပါတဲ့အမျိုးဘာသာ သာသနာလို့မဖတာလို့អော်လာကြတဲ့ဒူတွေဒီကာလမှာဘာသူတို့ဟာတကယ်ပဲအမျိုးချစ်တာလားသူတို့ဟာတကယ်ပဲတတ်မတော်ကိုချစ်တာလားဆိုတာကိုကွက်ကွက်ကွင်းကွင်းအကုန်ဖြေပေါ်ရတာပဲဗါလဲသူတို့ကိုကြိုးအတွက်လိန်ညာနေကြတာ မကုံမောင်ဖော်ထုတ်ပြီးနားတာနားထောင်ကြည့်ပါအဲ့ဒါဒီကိစ္စဒေါ်အောင်ဆန်းစုကြည်လို့လေဒေါ်အောင်ဆန်းစုကြည်ကိုခင်ဗျားတို့ကကလမပြောမယ်ညာသိတယ်မလား ဒေါ်စုတီလောက်ရင်ခင်ဗျားတို့ဒေါ်စုတီဟာ OIC ရဲ့ထောက်ခံစားတဲ့ထောက်ပေးစာကန်းစားတွေယူထားတယ်ဒေါ်စုတီကမျိုးပြအောင်လုပ်နေတယ်ခင်ဗျားတို့ပြောမယ်ဟုတ်တယ်ဟုတ်ဟုတ်တယ်အချိန်လုံးပြောလာခဲ့တာဒေါ်စန်းစုတီက OIC ရဲ့ထောက်ပံ့ယူထားပြီးတော့အကလားတွေကိုနေရာပေးတယ်တစ်ချိန်လုံးဒီကလားနဲ့တိုက်ခိုက်လာဒေါ်စန်းစုတီကိုအကူမောင်ပြောတဲ့ခါမှာလည်းဟာကူမောင် OIC ကဝယ်လိုက်ပြီးကူမောင် OIC ကပေးစာကန်းစားတွေစားထားတယ်ဟုတ်လားကူမောင်ကလုံမယ်ဟိဆိုရင်မပေါ့ရနော်ကျွန်တော်ဒါအားပေးမိမယ်ဆိုလို့ရှိရင် အခုခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်ကလောက်တဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမဘာသားလေးနော်အဲခင်ဗျားတို့အမျိုးသားကြီးပါအော်နေပြီးတော့တခါတည်းအဘာသားကိုချစ်ပါလေသာသနာကိုချစ်ပါလေကျွန်တော်တို့ကမှဟိုကလုတ်ပြမတရားလုတ်ပြမဆိုတဲ့အဲ့ဒီအမျိုးသားကြီးနော်တကယ်မဘာသားစစ်စစ်တွေဘယ်ရောက်ကုန်လဲဘယ်ချောင်းကတ်နေကုန်လဲကဲရှင်းရနော်တွေ့ရနော်အဲ့လိုအမှန်တရားတွေပြောရင်ပြည်သူကလက်ခံပြီးသားရှင်းရှင်းလေးဘောမတွေကိုပြည်သူတွေဘာဖြစ်လို့စောင့်မြင်ကြတာလဲ ဘယံပတာတွေပြောပြီးတော့ဒီအဘတွေအကြိုက်ပြောလို့ဒီလိုမျိုးဘောမှသမ်းမှာဒီလိုဘောမှတော့ပြည်သူလက်မခံကြိုက်တယ်လို့ပြောအာအော်ဖို့ကောင်းတယ်နော်နေနေရဆိုလှန်ဆိုင်ခြင်းနဲ့အဲ့တော့ခင်ဗျားတို့ကိုခင်ဗျားတို့အမျိုးသားရေးလို့မဘာသာလို့မအော်နဲ့ဗျာမခေါ်နဲ့ဗျာနော်ဘာကြောင့်လဲဆိုတော့အမျိုးသားရေးသမားတွေမဘာသာသမားတွေတိတ်ခါကြကျွန်တော်ဒီတကယ်ပြောရမစကျွန်တော်မဘာသာကိုယုံကြည်ပါတယ်နော်မဘာသာကိုချစ်မြတ်လို့ပါတယ်ကျွန်တော်တန်းတူညီမအခွင့်အရေးကိုနားလဲကျွန်တော်ဆိုလိုချင်တာလဲဒီဗလီဆောက်ချင်းကိစ္စသူနဲ့မဆိုင်တာကိုလုပ်နေတာကျွန်တော်ပြောတာနော်ဆောက်တာမဆောက်တာကိုကျွန်တော်မပြောချင်ဘူး ကျွန်တော်ဆိုလိုချင်တာသူနဲ့မဆိုင်တာလောဘတွေတအားချော်လာအဲအစ္စလာမ်နေတော့မှစောက်ချင်ရလားခင်ဗျသွားမိကြည့်ရောလမ်းမှတ်ထားတယ်လေကျွန်တော်အောက်မှာလမ်းမှတ်ထားတယ်အစ္စလာမ်ဘာသာဝင်တွေအဲ့ဒီပြည်သွားလည်းမသက်ဘူးတဲ့အစ္စလာမ်ဘာသာတရားပေါ်ဒီဘာသာဝင်တွေအပေါ်ကိုစေတနာဖြူစင်လို့စေတနာထားလို့ဝတ်တက်ဖို့အတွက်ဒီပြည်ကိုစောက်ပေးတာမှမဟုတ်တာသူကိုကြိုးအတွက်သူအတုံးချတာလေအစ္စလာမ်ဘာသာကိုအတုံးချတာရှင်းရှင်းလေးအဲ့တော့အစ္စလာမ်ဘာသာဝင်တွေဒီဒီမှာရှိတဲ့အစ္စလာမ်ဘာသာဝင်အများစုကောင်းတည်ပြီးတာဒီကောင်ရုပ်မာတယ်ဆိုတော့ဟာ တမင်တကာများမီးမွေးနေလို့ဖြစ်နေဒါတမင်တကာမီးမွေးခြင်းဘက်ကကျွန်တော်ကြည့်တာပါဗျာနော်အဲနောက်ထပ်တစ်ချက်ကိုဆက်ကြည့်တဲ့အခါမှာရုရှားနိုင်ငံတွေခွဲထွက်လာတဲ့ကာဇက်စတန်တို့နော်တာကမင်နစ္စတန်တို့နော်ဥဇ်ဘက်ကစ္စတန်တို့ဒါတွေကမွတ်စလင် majority country တွေနော်အဲ့တော့အဲ့နိုင်ငံတွေထဲကိုမျက်နာရဖို့အတွက်အဲ့နိုင်ငံတွေနဲ့ပေါင်းသင်းတဲ့အခါမှာပေါ့ဗျာနော်ကျွန်တော်ကြည့်ရတာလောကအရန်ချော်ဖို့အတွက်အဲ့မှာခင်ဗျားတို့နိုင်ငံကိုကျွန်တော်ခင်ဗျားတို့ရဲ့နိုင်ငံကိုခင်ဗျားတို့ကျွန်တော်ဆက်ဆွဲတယ်လို့ဒါကိုကျွန်တော်ဆက်ဆွဲမှုချိပါတာနော်လုံးဝချော်တာမဟုတ်ဘူးအဲ့ဒီနိုင်ငံတွေကိုဘာသာမှတူပြေးလို့ရှိရင်အစင်နစ်ဖြစ်မှာလေ အတူအတာခြေလှမ်းမဲ့မင်းအောင်နိုင်ရမင်းအောင်နိုင်နေပြည်တော်မှာပလီစောက်ပေးတယ်ဆိုတာအဲ့ဒီနိုင်ငံကြီးအကြိုက်လုပ်ပေးတာအဲ့ဒါမှတူပြေးလို့ရှိရင်တူဟိုမှာတူလက်ခံမှာတရုတ်နဲ့ရုရှားတူလက်ခံမှာပြင်းရှင်းနေတယ်ကျွန်တော်ကိုခင်ဗျားတို့ဆက်ဆွဲနေ OIC ကပေးတာကန်းစာစားရတယ်ဆိုပြီးခင်ဗျားဆက်ဆွဲနေပြီမဲ့အေးတကယ်တကယ်လုပ်နေတာခင်ဗျားတို့ရဲ့ဘဘတီနော်ခင်ဗျားတို့ကျွန်တော်ရဲ့ဘဘတီကိုတိုင်ကအမှသွားပြီးအမှအခုသွားတွေ့တယ်အခုရောက်နေတဲ့နိုင်ငံတော်မှာပဲ Kazakhstan ခေါ်တယ် ကာဇက်စနာဆိုတာမွတ်စလင်အနိုင်ငံမရှိဘူးဆို90%ခန့်လုံးနေပါရှိပါတယ်90%ခန့်လုံးဆိုရင်တော့ဒါ majority ထောက်များနေပါပြီเนาะအဲ့တော့အဲ့တော့ခင်ဗျားတို့တကယ်တမ်းသူလုတဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရဲလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသားလည်းမဟုတ်ဘူးเนาะခင်ဗျားတို့ဟာတတ်တတ်ထင်ပေါ်ခြင်းလို့เนาะဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလည်းကျွန်တော်မြင်တယ်မဘာသားစစ်စစ်ဆိုတာလည်းကျွန်တော် နော်မမဆက်စစ်လို့ခင်ဗျားတို့ကျွန်တော်တိမှတ်ပြပေါ်တော့ခဲရင်သားပြီအဲ့တော့ကဲပြောရတာရှင်းတယ်နော်ပြောရတာရှင်းတယ်နော် တွေ့တယ်မလားအခုကိုမမောင်ပြောရတာတွေဒဲပဲပြောရတာတကယ်ပဲပြည်သူ့မှာရှိတဲ့အမျိုးဘာသာတာသနာဆိုတာဘာသာတရားကိုချစ်လို့လည်းမဟုတ်တတ်မတော်ကိုချစ်လို့လည်းမဟုတ်သူတို့ပူကြိုးအတွက်သူတို့အာဏာရှိတဲ့ခေါင်းဆောင်တွေကိုလိုက်ဖင်လိုက်ရတာနော်အဲ့ဒါဘောမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီလူတွေဟာတိုင်းပြည်အတွက်ပြည်နာရှာဖို့အတွက်တီးတဲ့လိုက်လုံနေတဲ့အုပ်စုတစုတည်းမပေါ်ဘူးကိုမောင်ပြောတာနည်းအောင်နေသေးတယ် တော်ဆန်းစစ်လက်ထောက်မှာမြောက်ကျွန်တော်တို့ဒီမဘာသားတွေပြာเนาะကျွန်တော်တို့ဒီစန်းစန်းတမန်နဲ့ဒေါ်စုကြည်ကိုခန့်ကွက်တာဒေါ်စုကြည်ကအစ္စလာမ်ဘာသာနိုင်ငံတရားလုပ်နေတာလူခွင့်ရရှိတဲ့ကျင်တာအဲ့ပါဆက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မြင်နေတယ်အဲ့ပါဆက်တွေတိတ်စိတ်နဲ့သူတို့ဘာဘာလုပ်တဲ့ခါကျတော့ချက်ချင်းနဲ့သူတို့က OIC နိုင်ငံဖြစ်သွားတယ်เนาะသူတို့က OIC အဖွဲ့ဝင်ဖြစ်သွားတယ်အဲ့သူတို့ကမွတ်စလင်တွေဖြစ်ကုန်တယ်မှတ်ကြရအကောင်းရောကွာအဲ့တော့ခင်ဗျားတို့ကနိုင်ငံရေးကို မျာတို့ကမမသားရည်မဟုတ်ဘူးခမျာတို့ကဘောမရည်လည်းမဟုတ်ဘူးခမျာတို့ကစစ်တက်ထောက်ခံနေရလည်းမဟုတ်ဘူးခမျာတို့ကကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ကျင်နေတဲ့သူတွေကြောက်ရွံ့ပြီးထင်ပေါ်ကျင်နေတဲ့သူတွေပါနော်ဟုတ်တယ်တကယ်မှန်တယ်ကိုကိုကိုမမသားလည်းမစစ်တက်ထောက်ခံတယ်ဆိုတော့စစ်တက်ထောက်ခံတဲ့သူဆိုရင်စစ်သားကောင်းချိုးကိုလောက်ရမယ်တက်မလို့ကောင်းချိုးကိုလောက်ရမယ်တက်မလို့ကောင်းချိုးတို့ပြောရရမယ်မဟုတ်ဘူးခမျာတို့ကစစ်တက်ထောက်ခံတယ်လည်းမဟုတ်ဘူးခမျာတို့တွေကျွန်တော်အမြင်ပြောတဲ့အိဆန်ကဟုတ်တယ်နော်တက်မတော်ချစ်မြတ်လူနိုးတူများဆိုပြီးတော့သူတို့လုံနေသူတို့ပါစပ်ကပြောတာကတတ်မတော်ချစ်မြတ်နိုးတူများ တကယ်သူတို့လုံရလုံရကတတ်မတော်အတွက်အလုံးလုံးလာတာပြန်ကြည့်ပါတို့တို့ပြောတော့ငစီသွေးခွက်နေပြီသွေးခွက်လာမဟုတ်ဘူးကျွန်တော်လက်တွေ့တကျကြည့်ဖို့လို့စစ်သားတွေရဲနေအနေနဲ့ပဲမင်းတို့ကိုထောက်ခံပါတယ်ဆိုတဲ့နာမည်ကိုတုံးထားတဲ့လူတွေကမင်းတို့ကောင်းကျိုးအတွက်လှုပ်တာလားသူတို့ကောင်းကျိုးအတွက်လှုပ်တာလားတတ်မတော်ကိုကုလုံးတော့ပြီသူတို့ကောင်းကျိုးအတွက်လှုပ်တာတတ်မတော်ချစ်သူများဆိုရင်ဒီတတ်မတော်ကြီးအစ်င့်မြင့်လာအောင်ဒီတတ်မတော်ထဲမှာရှိတဲ့တတ်မတော်သားတွေလူနေမှုအစ်င့်အတန်းကစမြင့်မားလာအောင် အခွင့်အရေးတွေရှိလာအောင်မတရားမှုတွေပပျောက်လာအောင်လုပ်ပေးရမှာမဟုတ်ဘူးလားဒါမှတတ်မတော်ကိုချစ်တာလေကျွန်တော်ဒါကျွန်တော်မြင်ကျွန်တော်မြင်မှားရင်ပြောပါချစ်တယ်ဆိုတာကသူတို့အကျိုးအမြတ်ရဖို့အတွက်သူတို့အခွင့်အရေးရဖို့အတွက်တတ်မတော်ကိုချစ်ပါတယ်လို့អော်ပေးတာတတ်မတော်ကိုချစ်တာမဟုတ်ဘူးเนาะအဲ့ဒါအဖြေပဲအခုဒီမှာအကုန်လုံးပေါ်ထွက်လာပြီကိုမောင်စော်တာနဲ့အောင်နေသေးတယ်ဒါသူတို့အချင်းချင်းတော့မောင်မောင်ဆိုတာကပြောင်ကြီးပြောင်ကြီးဆိုပြီးတော့တော်လိုင်းအရာစုကအမြဲတွားဆွဲနေတာဒီနေ့ဒီနေ့တွားဆဲတာကိုခံပြီးတော့ တူဒီဘောမှာပါတူဒီတက်မလို့ထောက်ခံသူပါလို့ယက်တီခဲ့တဲ့လူဒီလိုလူမျိုးမျက်နှာပြပြီးတော့ပေါ်တင်ထောက်ခံခဲ့တဲ့လူဒီလိုလူကတော့ပြန်ပြောတယ်ဆိုရင်မင်းတို့ဒီဘောမှာအတိုင်းအဝိုင်းမှာဘလို့ဖြစ်နေပြီလဲကြည့်ကြပြီးတော့လားဟာကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ခြင်းတွေတူတယ်နေရာရဖို့အတွက် live ပေါ်မှာနော် ကြည့်ရတာကျွန်တော်လည်းတောင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 ်းမပြောချင်ပါဘူးအချင်းချင်းတာမျိုးတွေပေါ့နော်အဲ့တော့စစ်တပ်ထောက်ခံဆိုတာစစ်တပ်ထောက်စစ်တပ်ထောက်ခံဆိုတာစစ်တပ်ကောင်းကျူတာလောက်ရတယ်စစ်တပ်ကိုမတရားဖြစ်လို့ရှိရင်မတရားတော့ပြောရရတယ်နော်အဲ့တော့အမှစစ်တပ်ထောက်ခံလို့ခေါ်တယ်ပေါ့ဟုတ်ပြီဟုတ်တယ်နော်ကျွန်တော်ပြောတာစစ်တပ်တကယ်ဖြစ်လို့ရှိရင်တပ်မတော်သားတွေအခုစုပ်ပြတ်နေမှာဘဝတွေဟမ်ဒီတပ်မတော်သားတွေစုပ်ပြတ်နေဘဝတွေမြင့်မားအောင်ပြောပေးရမယ်ကြီးနိုင်ငယ်ချင်းစစ်တပ်ထဲမှာမှားမှားမှန်မှန်ခံပြောခွင့်မရှိတဲ့အကျင့်တွေပြင်ပေးရမယ်နော်မှန်လို့ရှိရင်အောက်ရှင်ရဲဘော်လေးကလည်းကာချုပ်ကိုပြန်ပြောခွင့်ရှိရမယ် စစ်မိုက်ဆိုလာမလို့နဲ့စစ်မိုက်နဲ့ရောမချနဲ့စစ်မိုက်ဆိုတာမှန်ကန်တဲ့ပုံမှန်လားနာခံတာမမှန်ကန်တဲ့အရာပေးလိုက်စစ်မိုက်ဆိုပြီးနာခံတာအကြောင်းရှိဘူးနော်လူတွေဒါတလက်ဆန်နေမဟုတ်ဘူးအခုစစ်တပ်မှာကပါလေတလက်ဆန်ပုံစံမျိုးจิตတုံးခိုင်းနေတာစစ်မိုက်ဆိုတဲ့အကောင်းဆုံးအောက်ကိုဆွဲသွင်းပြီးတော့ဘာလို့ဖြစ်တယ်တလက်ဆန်ဝါဒရိုက်သွင်းပြစ်ခံနေနေအဲ့တော့စစ်သားတွေကဘာဖြစ်လဲစစ်ခွဲပြစ်ကုန်တာတစ်တနာအဲ့ဒါပဲခုနကအခုကိုမောင်ပြောသလိုတကယ်တတ်မတော်จิตတူများဆိုပြီးတော့တတ်မတော်ဓာတ်တွေအတွက် မျက်သားမှန်ကန်အောင်လုပ်လာမယ်ပြောလာမယ်ဆိုရင်စစ်ခွေးဖြစ်เสียအကြောင်းမရှိဘူးအဲ့တော့စစ်ခွေးဘာဖြစ်လို့ဖြစ်လဲဒါကလည်းစစ်သားတွေတိဖို့လိုတယ်နော်အခုကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်ပြပေးလိုက်ပါစစ်သားတွေမှားလားမှန်လားငါပြောတာလို့မဘာသာလားဆိုတာမဘာသာဆိုထားပါတော့ဗျာနော်အမျိုးဘာသာသာသနာကိုကောက်ွယ်ရမယ်ဟာလားတစ်ဖက်ဘာသာရဲ့ဒါပြန်ပွားလာမှုတွေကိုထိန်းပြီးတော့ချိန်ကြီးရမယ်မဘာသာလားဆိုတဲ့ခါကြောင်လဲမဘာသာလည်းမဟုတ်ပြမဘာသာဆိုလို့ရှိရင်ဒီချိန်မှာထားကြနေပြီနော်ထက်တက်ကြနေပြီဒါမဘာသာလားဆိုတော့မဟုတ်ဘူး ုတ်ကုတ်ကုတ်အမျိုးသားကြီးအညီခံပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် line ပေါ်မှာထင်ပေါ်ခြင်းနဲ့အဖအကိုကြောက်ရွံ့ပြီးတော့ထင်ပေါ်ခြင်းတွေရတယ်။နော်မပါတာလည်းမဟုတ်။ဟုတ်တယ်လေ။မပါတာဆိုလို့ရှိရင်ခင်ဗျားကပြောသလိုမျိုးဘာသာသာသနာကိုကာဝယ်ဆောက်ရှောက်ဘူးပေါ့။ဟုတ်တာ။ကဲကိုအမျိုးကိုဘာသာကိုကာကွယ်ဖို့ဆောက်ရှောက်ဖို့အဲ့လိုဆိုရင်ဘာလို့ကမှာနံပါတ်1ကိုအမျိုးကိုဘာသာကိုတူများတွေကလေးစားလာအောင်လက်ခံလာအောင်လုပ်ရမှာမဟုတ်ဘူးလားအထင်ကြီးတာကိုလုပ်ရမှာမဟုတ်ဘူးလားဟမ် ဟုတ်ကဲ့နံပါတ်၁လောက်ကမှအဲ့ဒါအဲ့ဒီလုပ်ငန်းစဉ်ပေါ့ဘူးလားဟုတ်အမျိုးပါတာကိုကာဝယ်စောင့်ရှောက်တူရဲ့နံပါတ်၁လောက်ကမှလုပ်ငန်းစဉ်ဒီကိုအမျိုးပို့ပါတာကိုအခြားပါတာဝင်တွေရံမပြုတ်လာအောင်မစော်ကားလာအောင်ကိုအမျိုးပို့ပါတာကိုသူများတွေလက်ခံလာအောင် အထင်ကြီးလာအောင် လေးစားလာအောင်လုပ်ကမှမဟုတ်ဘူးလားဟုတ်တယ်နော်ရှင်းရှင်းလေးပြီးမှကို့ပါတာပြန်ပိုင်းအတွက်ကိုလုပ်ကမယ်နံပါတ်၁ဥတီချက်ကအဓိကလက်ရှိမဘာတာလို့ပြောနေတဲ့သူတွေအဲ့ဒါတွေလှုပ်လားဟာကလာကလာသွားပြီးတော့ဟမ် သူများဘာသာသွားပြဿနာရှာလို့လားစဉ်းစဉ်းစဉ်းစားကြည့်လေအမျိုးဘာသာကာဝယ်စောက်ချောက်သူတို့နံပါတ်1ဦးစားပေးဒီကိုမျိုးကိုဘာသာကိုသူများဘာသာတွေကလက်ခံလအောင်ငေးမောလအောင်အားကြလအောင်နှစ်တက်လအောင်ဟမ်လောက်ကမှာနံပါတ်1ဦးစားပေးပဲဒါပေမဲ့အဲ့ဒီဦးစားပေးအလုပ်ကိုလုပ်တဲ့မဘာသာရှိလားအဲ့ဒါအဖြေပဲအခုမေး တတလုံးကလားကလားတော့អော်လာတယ်ဒေါ်အဆန်းစုကြည်ကိုအာကလားအပိអော်လာတယ်အခုနေပြည်တော်တို့နေရမျိုးဘာဝိတက်မဲ့လူမမရှိတဲ့နေရမျိုးမှာဗလီးဆောက်တယ်မင်းအောင်နိုင်ကအဲ့ဒီကလားကလားអော်လာခဲ့တဲ့မမရអော်လာခဲ့တဲ့မမမတွေတယောက်မှအတံဆုတော့တိတ်ဆိတ်နဲဟိုတောင်ကျွမ်းမြတ်ပြောကကြိုးအချောင်ဖတ်ပြောတာလားဝယ်ရှိတယ်အင်းလိုက်အားလိုက်လို့ဆိုတော့အဝေးကြီးအဲ့တော့ဒီကသူတို့ရဲ့အမျိုးဘာသာတဒေမှန်တဲ့အမျိုးဘာသာတဒေရောက်တဲ့အမျိုးဘာသာလားစဉ်းစားချင်းချင်းလေး စစ်တပ်ထောက်ခံသူလည်းမဟုတ်ဘူးเนาะခင်ဗျားတို့အားလုံးကိုကိုကိုမှန်နေကြည့်ပြီးတခြားပြောပါเนาะအဲ့တော့အခုတော့စုချီတာလုပ်မယ်ဆိုခင်ဗျားတို့စွာကြောက်လိုက်နေဖြစ်ချင်းကြောက်လိုက်နေဖြစ်ချင်းเนาะခင်ဗျားတို့ကြောက်နေအားကြီးစစ်ဖက်နဲ့အာနာရှင်တို့ကြောက်ကြံနေမဘာသားလည်းမဟုတ်ခင်ဗျားတို့စစ်တပ်ထောက်ခံသူလည်းမဟုတ်ဘူးအားကိုကိုကိုသိထားပါဒီနေ့ကစပြီเนาะအဲ့တော့အခုဒီအလုပ်ကသာတော်စုကြည်လုပ်လို့ရှိရင်ခင်ဗျားတို့နောက်ဆက်ဆွဲလိုက်မှာမျိုးနော်ဒီစကားကသာကျွန်တော်ကသာလေကျွန်တော်သာသိရမလားအစ္စလာမ်ဘာသာဝင်နေတဲ့ကျွန်တော်တို့ကညီကောင်မောင်နှမတွေပါဟာလားကျွန်တော်တို့ဒီထဲမှာအခုခင်ဗျားတို့ဘာဘာကြီးမြှူးတဲ့ခါကြတော့ ခင်ဗျားတို့ကျွန်တော်ဆွဆွဲတယ်လို့ကျွန်တော်ဆွဆွဲဆဲရတယ်ပြောရဘူးဥမာပြောရမှာတတိကဲကျွန်တော်မင်းမယ်နော်အခုကိုမောင်မောင်နေရာမှာကျွန်တော်လူမျိုးပဲဗျတော်လိုင်းဘက်ကလူတယောက်နေပြည်တော်မှာဗလီဆောက်တာဒေါ်အောင်ဆန်းစုကြည်ဒေါ်အောင်ဆန်းစုကြည်ကနေပြည်တော်မှာဗလီဆောက်ပြီနော်အာကိုမောင်မောင်နေရာမှာကျွန်တော်လူတယောက်ကအာဒါကအစ္စလမ်ဘာသာဝင်တွေကငါတို့ကညီကိုလိုနေရတယ်အခုမဖတ်တာတွေအခုညိနေတဲ့မဖတ်တာတွေအခုလိုညိနေမလားနေအခုလိုညိနေမလားလို့အဲ့တော့တည်းကဒီလက်ရှိပြည်တွင်းမှာ နော်ယိုတာတဲ့ခင်ဗျအမျိုးရှင်းစိတ်ဘာသာရှင်းစိတ်တိဝါတဲ့ယိုတာတဲ့တူတွေကိုကျွန်တော်ပြောချင်ပါတယ်မင်းတို့တင်ထားတဲ့ခေါင်းဆောင်တွေဟာတကယ်ယိုတာတဲ့စိတ်နဲ့အမျိုးဘာသာတာသနာအတိုင်းပြည်အတွက်အလုံးလုံးနေတာလားကိုဂျိုးအတွက်အလုံးလုံးတာလားတကယ်ယိုတာတဲ့မှာဘာသာတွေအများကြီးရှိတယ်အကုန်လုံးစီယုံတိမ်နေပြီသူတို့အင်အားဖြစ်အောင်ခုထုံးလုပ်ထားတာတိကျပြီးတော့အကုန်လုံးဒါအလိန်ကိုတိတဲ့ရှင်းလင်းစွာအလိန်ပေါ်ပြတာမရှိတော့ဘူး တပကအကြမ်းဖက်မြန်မာစစ်တပ်ရဲ့တရင်ထုတ်ပြန်ချက်မှာတော့သူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်အာဆီယံကနေရွေးကောက်ပွဲစောင့်ကြည့်လေလာသူတွေစေလွတ်ဖို့သဘောတူတယ်ဆိုပြီးလိန်လေချဲ့ကတရင်ထုတ်ပြန်ခဲ့တယ်လို့အဲ့ဒီလိုမြန်မာစစ်တပ်ရဲ့ထုတ်ပြန်ချက်အပေါ်မလေးရှားနိုင်ငံမှာတရင်တောက်တွေကဝိုင်းပြီးမေးမြန်းတဲ့အချိန်မလေးရှားနိုင်ငံသားဝင်ကြီးကလက်ရှိအာဆီယံနိုင်ငံကြီးဝင်ကြီးတွေအကြမ်းမှာမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုလေလာစောင့်ကြည့်အဖွဲ့တွေလွတ်ဖို့မလွတ်ဖို့ဆွေးနွေးရအောင်မှဖြစ်ပေမဲ့ အာဆီယံဘက်ကသဘောတူမဲ့လို့တော့သူ့အနေနဲ့မထင်သလိုအဲ့ဒီလိုဆေလွတ်ဖို့တော့မရှိဘူးဆိုပြီးမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကိုတိုင်တရားဝင်ထုတ်ဖော်ပြောဆိုတော့ပါလေအကြံဖတ်မြန်မာစစ်တပ်ဘက်ကတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးနေပြည်တော်ကိုတရက်တာခရီးလာရောက်တဲ့အချိန်သူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲပြင်ဆင်မှုတွေကိုတွေ့ပြီးဝမ်ပန်တတာနဲ့ပူပေါင်းဆောင်ရွက်မယ်ဆိုတာတွေနဲ့ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေပါဆေလွတ်မယ်ဆိုပြီးခက်တီတီနဲ့မဟုတ်မမှန်ချက်ကားပြီးတော့လိမ့်လဲတဲ့ဒင်းထုတ်ပြန်ခဲ့ပြီမြဲအခုတော့ မြန်မာနိုင်ငံလာခဲ့တဲ့မလေးရှားဝင်ကြီးကိုယ်တိုင်ကပဲမြန်မာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်ရေးအဖွဲ့တွေစေလွတ်ဖို့မရှိဘူးဆိုပြီးတရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာပဲဖြစ်ပါလေတစ်ဖက်မှာလေမြန်မာအကြမ်းဖက်စစ်တပ်ဟာအာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ကိုလက်ရှိအချိန်ထိလိုက်နာခြင်းမရှိတဲ့အတွက်အကြမ်းဖက်မဲအွန်လိုင်းရဲ့ထိပ်ပိုင်းဝင်ကြီးတွေကိုအာဆီယံထိပ်သီးအစည်းအဝေးတွေတက်ခွင့်မပြုဘဲအခုချိန်ထိအာဆီယံကအရေးယူပိတ်ပင်ထားဆဲဖြစ်ပါလေခင်ဗျတစ်ဖက်မှာတော့ ကရင်ပြည်နယ်ကအာရှလမ်းမကြီးပြန်လည်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးတဲ့နောက်တောင်ရင်မြစ်ဘေးကစစ်တပ်လက်အောက်ခံ BGF gate တွေနဲ့ GNU GNL PC gate တွေကိုစစ်တပ်နဲ့ဌာနပေါင်းစုံကပဲပြန်လည်ဝင်ရောက်စစ်ဆေးမှုတွေလုပ်နေတယ်လို့မြောက်ရီအခြေစိုက်စစ်ရေးသတင်းရှင်းမိကပြောပါတယ်။ဒါကတော့အောက်တိုဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲမြောက်ရီမြို့နယ်ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တောင်ရင်မြစ်ဘေးအထိုင်ချတဆွဲထားရစစ်တပ်လက်အောက်ခံ BGF gate တွေနဲ့ ်ဂျန်နယူကန်နယ်ပီစီဂိတ်တွေအပါဝင်ကြားဖြန့်ယုံတွေကိုပါအကြဖက်စစ်တပ်ထွေအုပ်ရဲအပါဝင်ဌာနဆိုင်ရာဘောင်းဆောင်ကပဲပြန်လည်ဝင်ရောက်စစ်ဆေးမှုတွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ဆေးတဲ့အချိန်မှာလဲသူတို့အချင်းချင်းဖြစ်တဲ့အတွက်နှစ်ဖက်ညှိနှိုင်းမှုတွေလုပ်ပြီးဖမ်းဆီးအရေးယူဓာတ်တွေလည်းမရှိသလိုစစ်တပ်ကလာစစ်ပြီးတာနဲ့အရင်လိုပဲအဲ့ဒီနေရာတွေကပုံမှန်ပြန်ဖွင့်ထားတာပါပဲလို့မြောက်ရီအခြေစိုက်စီးရေးတရင်ရှင်မိကပြောပါတယ်တစ်ဖက်မှာတော့ အခုရပိုင်းအတွင်းမှာပဲအဲ့ဒီမြောက်ရီမြို့နယ်ကအာရှလက်မကြီးကိုပြန်လဲဖွင့်လှစ်နိုင်ရေးအတွက်အကြံဖက်စစ်တပ်ကကြိုးစားနေပြန်တယ်လို့အဲ့ဒီအာရှလက်မကြီးမှာစစ်တပ်ကသူတို့လက်လွတ်ထားရပြီးမထိန်ချုပ်နိုင်မဲ့အတူတူသူတို့စစ်တပ်လောက်ကန် BGF တပ်တွေနဲ့ DKBA တပ်တွေကိုနေမြေအပိုင်စားအချိုးမြတ်တွေပေးပြီးတော့ထိန်ချုပ်ခိုင်းတဲ့သဘောဖြစ်ပြီးအဓိကကတော့ GNU နဲ့သူတို့စစ်တပ်လောက်ကန်ကရင်လက်နက်ကင်တပ်တွေအကြားတွေးခွဲထားတဲ့ပုံစံပါပဲလို့မြောက်ရီအခြေစိုက်စစ်ရေးတည်ထောင်ရှင်မြင့်ကတုံ့တက်ပြောဆိုထားပါတယ် လက်ရှိမှာတော့အဲ့ဒီစစ်တလောက်ခန်း BGF တပ်တွေနဲ့ DGB အပါအဝင်စစ်တပ်နဲ့ပူးပေါင်းနေတဲ့ကရင်လက်နက်ကိုင်တပ်တချို့ကတော့သူတို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုကူညီမယ်လို့ထုတ်ပြန်ထားကြသလိုတဖက်က KNU ကတော့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံပဲ KNU ထိန်းချုပ်နေမြေတွေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပမှုတွေလာလို့ရင်အရေးယူမှာဖြစ်တယ်လို့လည်းသက်ဆိုင်ရာ KNU တပ်မအတိအလင်းထုတ်ပြန်ကြေညာထားကြပါလိမ့်ခင်ဗျ ။ဒါကတော့အော်တိုဘားလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကိုင်းမင်းကုန်းလမ်းပိုင်းကလက်ပိုင်ရွာနဲ့ခိုးတောင်ရွာအကြားရောက်လာတဲ့အကြက်ဖက်စစ်တပ်နဲ့တော်လိုင်းတပ်တွေအကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းအကြက်ဖက်စစ်တပ်ကတေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများပြီးအထိနာသွားသလိုလက်တလောသိရှိထားချက်အရတဲ့စစ်တပ်က15ဦးဝင့်ကျင်ဟာအတိအသေးကုန်ကြပြီဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။ အဲ့ဒီနောက်ချက်ဖက်စစ်တပ်ကတိုက်ပွဲအတွင်းသိသွားတဲ့သူတို့စစ်သားမတာအလောင်းတွေနဲ့ဒဏ်ရာရစစ်သားတွေကိုပြန်လဲတည်ဆောင်လာတဲ့အချိန်တော်လိုင်းတပ်တွေကတမန်တိုက်ခိုက်ရမှာလေစစ်တပ်ကထပ်ပြီးထိခိုက်မှုတွေရှိသွားပြန်တဲ့အတွက်သင်္ကန်းဝပြူစော်တီကောင်းဆောင်ဝေပုံလာအဖွဲ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ခြေရွာတွေတဝိုက်ကိုရောက်လာပြီးလမ်းမိုင်းတစ်လျှောက်တနက်အချက်ကြီး300ကျော်ဖြစ်ပေါက်ပြီးတော့ဆဲဆိုတောင်းချမ်းတွားကြတာကိုခီးသွားပြည်သူတွေကအစမျက်မြင်တွေ့လိုက်ရတယ်လို့ဒီတော့ကန်ပြည်သူတွေရောခီးသွားပြည်သူတွေကပါရန်ကုန်ကစ်တီကိုပြောထားကြပါတယ် အဲ့ဒီတိုက်ပွဲအတွင်းကစစ်သားမသာအလောင်းတွေကိုစစ်တပ်ကလာတဲ့တော့လဲစစ်ကားနဲ့မလာရဲပဲပောက်တော့ရောကပြည်သူပိုင်းကားတွေကိုချောဆွဲလာပြီးလာတဲ့တွားကြတာဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျလက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေမှာလဲဖန်စီရမိထားတဲ့ပြူစော့တီမီတာစုဝင်တူဟာအစာရေစာပြက်လက်ပြီးပိန်လီနေတဲ့ပုံစံနဲ့ဒေါ်လန်ရေးတပ်တွေရဲ့ထိတ်တုံးခတ်ဖန်စီထားတဲ့ပုံကိုမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အော်တိုဘာလ7ရက်နေ့ကပဲ ပေါ့မြို့နယ်တက်ကုန်းပြူစောတိကျေးရွာကအချမ်းဖက်စစ်တဲ့လက်အောက်ခံပြူစောတိမိသားစုဝင်ဥပွေဆိုသူကိုတက်ကုန်းကျွေးရအနီးမှာပဲတော်လန့်ရိတ်တက်တွေကအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါလေအဲ့ဒီလိုအရှင်ဖန်းစီရမိထားတဲ့ပြူစောတိမိသားစုဝင်ဥပွေဆိုသူကိုတော်လန့်ရိတ်တက်တွေကစစ်စစ်မေးမြန်းတဲ့အချိန်သူတို့ပြူစောတိရွာထဲမှာအစာရေစာပြက်လက်နေပြီးအချိန်လေးစိုးနေတဲ့အတွက်ရွာပြင်ထွက်လာပြီးတော့မှုလေးတွေမြင့်လေးတွေရလို့ရညာထွက်ရှာရင်းနဲ့အခုလိုဖန်းစီခံရတဲ့အကြောင်းကိုပါဝန်ခံထွက်ဆိုထားပြီး ဒေါ်လာရေးတက်တွေကတော့သူ့ကိုဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်လို့ပေါက်တောင်ပိုင်းပတ်ခပရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိသိရှိထားချက်အရလဲအဲ့ဒီတက္ကုံပြစောတိဂျေးရွာကအချက်ဖက်စစ်သားတွေနဲ့ပြစောတိတွေဟာစာနယ်ရိတ်ခါတွေပြတ်တက်နေတဲ့အတွက်ဂျေးရွာတွေတဲကနေသူတို့ကိုယ်တိုင်ထွက်လာရင်လဲဒေါ်လာရေးတက်တွေရဲ့တိုက်ခိုက်ချေမှုမှုကိုခံရမှာကြောက်ပြီးပြစောတိမိသားစုဝင်တွေကိုစာနယ်ရိတ်ခါထွက်ရှာခိုင်းတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့မှာရှိတဲ့အရတပြည်သူတွေနေထိုင်ရာအုံမစွမ်းကြေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုရှိပဲလေနဲ့ပုံကျဲသွားမှုကြောင့်အသက်16နှစ်အရွယ်မိန်းကလေးတဦးသေဆုံးထားတဲ့အပြင်ကလေးငယ်တွေအပါဝင်ပြည်သူ၄ဦးဒဏ်ရာရထားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါကတော့လက်ရှိဘိတ်အကျဉ်းတော်မှာထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတွေကိုမတရားဖိနှိပ်ရိုက်နှက်မှုတွေလုပ်နေပြီးတခြားအကျဉ်းသားတွေနဲ့အချင်းမျှမှုတွေရှိလာရင်လည်းနိုင်ငံရေးအကျဉ်းသားတွေကိုသာတီးတန့်ခေါ်ပြီးတော့ ထောင်အာဏာပိုင်တွေကဝိုင်းဝန်းရိုက်နှက်တာတွေလုပ်နေတယ်ဆိုပါတယ်ဒါအပြင်ဂျမားကြီးမကောင်းလို့တော့ပြောရင်လေအကျဉ်းသားတွေကိုဈေးဝါလုံလောက်မှုမပေးဘဲအရေးပေါ်အခြေအနေနဲ့တော်တော်လေးကိုစိုးစိုးရွားရွားဖြစ်လာမှသာပြင်ပဆေးရုံကိုထုတ်ခွင့်ပေးတဲ့အတွက်အကျဉ်းသားတွေဟာမတည်တဲ့မဲ့တိဆုံမှုတွေလဲဇက်တိုက်ဖြစ်ပေါ်နေတယ်လို့ဗိတ်အကျဉ်းတော်နဲ့နီးစပ်သူကပြောထားပါတယ်။အဲဒီလိုထောင်အနာပိုင်တွေကအကျဉ်းသားတွေကိုစေကူခွင့်လုံးလုံးလော့လော့မပေးတဲ့အတွက်တည်င်းကျွတ်လာပြင်းကြီးကပဲအမျိုးသမီးအကျဉ်းသူတယောက်ဟာ အရေးပေါ်အခြေအနေဖြစ်မှာအပြင်ဈေးုံထုတ်ခွင့်ပေးမှုကြောင့်ဈေးကူးချိန်နောက်ကျပြီးတိတ်ဆုံးသွားခဲ့ရတယ်လို့ဘိတ်အချင်းတောင်တဲ့နိစက်သူကရှင်းပြထားပါသေးတယ်ခင်ဗျလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရာစစ်တပ်ထိန်းချုပ်ရမြို့တွေမှာလှုပ်တဲ့ပွဲလန်းသဘင်တိုင်းကိုအကြမ်းဖက်စစ်တပ်ကသာထိန်းချုပ်ပြီးသူတို့ရဲ့ဝါရပြန့်ချီမှုအတွက်သာအသုံးပြုနေတာဖြစ်သလိုမကြမီပြုတ်လုတော့မဲ့စစ်တပ်ထိန်းချုပ်ထားရာတောင်ကြီးမြို့ကတောင်ကြီးတစောင်းတိုင်းပွဲတော်ကိုလည်းစစ်တပ်ကရိုးရာရင်ချင်းမှုအရဘာသာရေးအရပြုတ်လုချင်းထက် တို့ဝါရဖြန့်ဖို့အတွက်သာရည်ရွယ်ပြုလုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။တောင်ကြီးတစောင်းနိုင်ဆိုတာကဘာကျော်ပွဲဖြစ်တဲ့တောင်ကြီးမြို့ရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပြီးဒါကိုစစ်တပ်ကအဓိကထိန်းချုပ်ပြီးတော့ရိုးရာရင်ကျင်းမှုအကြောင်းပြပြီးဝါရဖြန့်ဖို့စ조사နေကြတဲ့အကြောင်းနဲ့ဒီနေ့တစောင်းနိုင်လေလံကိုလည်းဒေတာကမဟုတ်တဲ့နေပြည်တော်နဲ့မန္တလေးကစစ်တပ်နဲ့ပတ်သက်သူတွေကိုပဲပေးအပ်ခဲ့တာဖြစ်တယ်လို့စစ်တပ်လက်အောက်ခံရှမ်းအုပ်ချုပ်ရေးအဖွဲ့နဲ့နှီးဆက်သူကိုယ်တိုင်ကလည်းပြောထားပါသေးတယ်။ဒါအပြင် ဒီနှစ်အတွက်စစ်တကချပေးထားတဲ့တောင်ကြီးတစောင်းတိုင်းလေးလံဟာအရင်နှစ်ထက်နှစ်ဆကျော်လောက်ဈေးမြင့်သွားတဲ့အတွက်ဒီနှစ်ပွဲအတွင်းရောင်းချမဲ့ဇာတောက်ကုန်ဈေးနှုန်းတွေဟာအဆမတန်ကြီးမြင့်လာမဲ့အခြေအနေမှာရှိပြီးအဓိကကတော့စစ်တကပြည်သူတွေစီကနေပတ်စံလဲယူမဲ့ဘွဲတော်ကြီးစီကားတယ်ဆိုတာမြို့ကလည်းဝါရဖြတ်မဲ့သဘောမျိုးဖြစ်တယ်လို့ဆိုထားပါသေးတယ်ဒါပြင်အချက်ဖက်စစ်တကအဲ့ဒီတောင်ကြီးတစောင်းတိုင်းဘွဲကိုသူတို့ခွင့်ပြုမှုအောက်မှာဘွဲတော်ကြီးစီကားပါတယ်ဆိုတာမျိုးဝါဒဖြန့်မှုအတော့ မိဘုံပြန်တွေကိုလည်းအရင်နှစ်ထက်ပိုပြီးမြအောင်အတင်းကျပ်လုခိုင်းနေပြီးရန်ပေါက်ကွဲအားကိုပါပိုတုံးခိုင်းနေတယ်လို့ဒေတာကမိဘုံပြန်ပြုတ်လို့သူတူကပြောထားပါသေးတယ်အဲ့ဒီတောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲဟာစစ်တကအာနာမသိငင်ကဆိုရင်အလွန်အင်မတန်မှစီကားတဲ့ပွဲတော်ဖြစ်ပြီးပုံမှန်မိဘုံပြန်နှံ့ရကျော်ရှိခဲ့သလိုစစ်တကအာနာသိပြီးနောက်မှာတော့သူတို့စစ်တကဘလောက်ပဲဝါရဖြန့်မှုအတင်းကျပ်စီစဉ်ခိုင်းလေအရင်ကပုံစံနဲ့ထောက်ဝက်ကိုတော့မမီတဲ့အတွက် ီနှစ်မှာလဲစစ်တကဇော့အတင်းကိုစီကားပါတယ်ဆိုတာမျိုးဝါရဖြန့်မှုနီလန်ပေါင်းစုံနဲ့လုံနေပြန်တယ်လို့ဒေသခံမိဘုံပြန်ပြုတ်လို့သူတူကရှင်းပြထားပါတယ်အဲ့ဒီအတွက်တောင်ကြီးဒီဇောင်းတိုင်းမိဘုံပြန်ဘွဲကိုလာမဲ့ပြည်သူတွေအနေနဲ့အကြံဖက်စစ်တရဲ့ဝါရဖြန့်မှုတွေနိုင်ငံရေးလှည့်ကွက်ရုံမှမှုတွေအသုံးပြုမဲ့အခြေအနေတွေကြားမှာကိုအနေရဲ့ကိုကြည့်ရှောင်ပြီးတတိထလာကြဘူးကိုလည်းဒေသခံမိဘုံပြန်ပြုတ်လို့သူတူကပြောထားပါသေးတယ်ခင်ဗျကျွန်တော်ရဲ့ channel ကိုနေတဲ့ဆိုရင် like and subscribe လေးကိုပြခဲ့ကြပါ ြည့်ရှုပေးတဲ့သူတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်။